ရှားသာပဒင်းနေမွေသူအားလုံးမင်္ဂလာပါ2025ဇွန်တရနေ့ရနေ့ခုနှစ်ရနေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကုသစ်တွေပေါ်ပေါက်နေတဲ့တစုံတရာသစ်ကိုလှုပ်ဖို့စေကုနေတာ မတွတ်ဆုံနဲ့ရဲရဲတင်းတင်းရှေ့တော်တော့ပေါ်ပေါက်လာတဲ့စေကုသစ်တွေကိုလည်းကိုကလက်တွေ့ကြကြလှုပ်ရင်ချင်းရှားတဲ့အောင်မြင်မှုကိုရမယ်ဥတီကျပြောင်းပြီးလှုပ်တာအဆင်ပြေမယ် နေနေရပြင်ချင်းပြောင်းချင်းကိစ္စအဆင်ပြေမယ်ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုဆောင်ရွက်မှုအားလုံးအဆင်ပြေမယ်လူမျိုးွဲအကျိုးပေးမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါမယ်။တရက်နေ့အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကြောင့်နေ့ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြန်ရ။သုံးရက်နေ့ငွေကြေးကံလုပ်ငန်းကံကောင်း၄ရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတည်လမ်းပွဲ။၅ရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရ။၆ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ ခုနှစ်နှစ်လူမျိုးခွဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလုံအကျိုးပေးမယ်သတိပေးချင်တာကတရက်နှစ်မှာမြောက်ရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြသွားလာနေထိုင်ကူဆက်ရမယ်တကလေးရက်နှစ်မှာအရှိရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင်သွားလာနေထိုင်ကူဆက်ရမယ်ဒီကလာတလျှောက်လုံးမှာတနည်းလား အင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကနေစနေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ကျိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အဆင်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတယ်